ဖရိုက်ဒသမားဖြစ်ပေမဲ့တိန်ပေါင်းရာချီတန်ဘရန်တက်တွေကိုသာထဲလဲဝစ်စင်နိုင်ခဲ့တဲ့ခိုင်နင်းဝေးဖရိုက်ဒလုံနေတဲ့သူတွေအတွက်ကတော့လောက်ဆောင်နေတဲ့အချက်တစ်ချက်ကလေးမားလိုက်တာနဲ့အပြစ်ပြောမဲ့သူထောက်ပြမဲ့သူတွေကများနှွန်းလာပါတယ်။ခொနည်းရဲ့သားသမီးလူတန်းပေးတဲ့အလူငွေတွေကိုကောင်းကံဖြည့်ရှင်ပေးနေရသူဖြစ်တာကြောင့်အမားမရှိလေအောင်နေထိုင်နိုင်မှသာအဆင်ပြေတာပေါ့။လက်တလုံးမှာတော့ခိုင်နင်းဝေးကအပြုမှုတချို့ကြောင့်ဝေဖန်ခံနေရပါတယ်။ငလင်ပေးအတွက်ခိုင်နင်းဝေးကအလူငွေတွေဒိုင်းခံကောက်ပေးနေတာအားလုံးလည်းအတိပါပဲ။အလူငွေသိန်းပေါင်း9000တိရှိနေပြီ င်လည်းဖြစ်ပါတယ်။သိန်းပေါင်း9000ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်တဲ့အတွက်ခိုင်နင်းဝင်ကတနင်္လာကိုလူပြီးဆိုရင်သိန်းကိုထောင်နဲ့ချီလူပေးတာပါ။ဒါပေမဲ့ရက်ကွက်လူကြီးတွေစည်ရင်းကောက်ပေးတဲ့အတိုင်းလူတာကြောင့်ဝိပန်ခံနေရတာပါ။ပြင်မနာမျိုးကိုလူတဲ့အချိန်မှာအိမ်နောက်စု185စုကို3000လူပေးမဲ့မရတဲ့သူတွေအများကြီးကိုရှိနေကြတာပါ။ခိုင်နင်းဝင်က3000လူပေးမဲ့သူတို့မရဘူးလို့ထုတ်ပြောလာတဲ့သူတွေကအရန်ကိုများတာပါ။အခုလိုဝိပန်မှုတွေမြင့်တက်လာချိန်မှာလူအများကခိုင်နင်းဝင်ရဲ့အမားတစ်ခုချင်းစီကိုရှာလာကြပါတယ်။ရေးပေး တုန်းကလည်းကြရပြည်နယ်ကိုလူတန်းနေအချိန်မှာခုလိုမရတဲ့သူတွေများတဲ့အကြောင်းလည်းပြန်ပေါ်လာခဲ့ပါတယ်။ဒါအပြင် fashion ရေးစီးကြကိုအမီလိုက်နေသူတန်အုပ်ကခိုင်နင်းဝင်ရဲ့အတုံးဆောင်တွေကိုငွေနဲ့တိုင်းဖြတ်လာခဲ့ပါတယ်။ခိုင်နင်းဝင်ကပရဟိတမျိုးသမီးတယောက်အနေနဲ့ရက်တီနေတဲ့သူဖြစ်ပါတယ်။မင်းသမီးတယောက်ဖြစ်တဲ့အတွက်ခိုင်နင်းဝင်က fashion ကိုခင်မရဝတ်စားပါတယ်။ဒါအပြင်နိုင်ကြီးလည်းအလွန်ကြိုက်တဲ့သူတယောက်ပါခိုင်နင်းဝင်ရဲ့တချို့ပွဲတက်တီမှာဆိုရင်သူမဝတ်ဆင်ထားတဲ့အတုံးဆောင်တွေက brand တက်တွေပဲဖြစ်နေကြတာပါ။သိန်းပေါင်း900ဝန်းကျင်ကိုရှိနေတတ်တာပါ။က ီဟာမာနီရဲ့အချိန်ဆိုလဲခိုင်နင်းဝင်းကတန်ပိုးကြီးဘရန်တက်နိုင်ရီကိုတာဝစ်စင်တက်တာဖြစ်ပါတယ်။အနက်ရောင်ခန်းနဲ့နိုင်ဆိုရင်သိန်းပေါင်း60ဝန်းကျင်ရှိပါတယ်။ဇလန်တွဲတစ်ခုရဲ့မိတ်ဆက်ပွဲမှာဝစ်စင်ခဲ့တဲ့အပြာရောင်ဝန်းဆက်နဲ့ဝစ်စုံမှာဆိုရင်နိုင်ကသိန်းပေါင်း690ဝန်းကျင်ရှိကအိတ်ကတော့89သိန်းဝန်းကျင်ရှိနေခဲ့တာပါ။ခိုင်နင်းဝင်းကဘရန်တက်နိုင်ကိုဝေးရတာစိုက်သူမို့ပွဲတက်တွေမှာတစ်ခါတစ်ခါမတူအောင်ဝစ်စင်ကနိုင်တန်ပိုးရီကသိန်း630သိန်း280သိန်း320သိန်း350တန်တွေကိုဝစ်စင်ထားခဲ့တာပါ။ ာပြင် Brandon A ကိုလည်းကြိုက်သူမှု33,385,39,39,30တန်ဒီကိုထဲလဲကင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပွဲတစ်ခေါက်တက်ပြီးဆိုရင်ခိုင်နင်းဝင်ဝစ်စင်လာတာတွေက3,300ကျော်လေးရဝင်းကျင်မှာရှိလို့နေတာပါ။ဒါကြောင့်မလို့ခိုင်နင်းဝင်က Brighter လုံးလုံးနေရင်လည်းခုနောက်ထိဝစ်စင်လာနိုင်တာလားဆိုပြီးပြောဆိုနေကြတာပါ။ဝေဖန်သူတွေအတွက်တော့ဒီချက်တွေကတန်တရားဝင်စရာဖြစ်နေတာပါ။ခိုင်နင်းဝင်ကတခြားစီးပွားရေးလည်းမလုံကင်နေတာမို့အခုလို့သုံးနိုင်တဲ့ပုံမှာအံ့အားသင့်လို့နေတာဖြစ်ပါတယ်။ခိုင်နင်းဝင်ကတော့ငလင်ပြီး ီးအတွက်မှန်ကန်စွာလူပီးနေကြတဲ့အကြောင်းကိုတနိုင်တလောက်ဖြည့်ရှင်းလို့နေတာပါပရိတသမားဖြစ်ပေမဲ့သိန်းပေါင်းရာချီတန်ဘရန်ဒက်တွေကိုသာထဲလဲဝစ်စင်နိုင်ခဲ့တဲ့ခိုင်နင်းဝေပေါ်ပရိသတ်တို့ရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်